ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့ချုပ်ကင်းရတဲ့အချိန်ကလာအားဖြင့်တမန်မဲဆိုရင်တရင်ညလာပြီးတည့်ရက်ကနေပြီးတော့ဒုစမုံလာပြီးနေအထိတလအတွင်းမှသာတဲ့ကထိန်သင်္ကန်းလူခွင်ရတယ်အဲ့လိုကထိန်သင်္ကန်းလူခွင်ရတယ်ဆိုတော့လည်းပဲမြင်မြင်ဝါးဝါး ယဟန္တာငါကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗာရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ဝါစုသင်္ကန်းမှာဖရာတို့လာလှူတယ်။ဝါကျွတ်တာနဲ့တပြိုင်နဲ့ဒါကထင်းသင်္ကန်းမှာဖရာဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ။ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်။ ဝါကျွတ်တာနဲ့ကထင်းသင်္ကန်းမဟုတ်ဘူးနော်ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်းသင်္ကန်းပုဂ္ဂိုလ်တူတွေသွားပြီးတော့ကထင်းခင်းဖို့ဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်တော့တန်ခါဆိုရင်တန်ခါဒီအလုံးပိုင်းဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်းဆိုင်တဲ့သင်္ကန်းကိုမှအော်ကထိနာကံဆောင်ရွက်ဖို့အတွက် ပိနိကိစ္စကျွမ်းကျင်တဲ့ကထင်ခင်းတတ်တဲ့ယဟန်တော်ကိုတန်ခါနေပြီးတော့ကိုရောကထင်ခင်းဖို့ဆိုပြီးပေးရတယ်။ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကထင်နာကံလို့ဆိုကထင်ခင်းခြင်းပိနိကံကိုဆောင်ရွက်မှဖြစ်တယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ခါတွေကအနုမောရဏပြုတယ်။အနုမောရဏဝါမြောက်ကြောင်းထောက်ခံပြောကြားလိုက် အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာ၄ကနော်ဒီလမန္တစာရအတ္တမဒနာဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ငါလာအထူးခြားတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ သင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှမ်းပါမှုမဖြစ်အောင်အသားအွဲစောင့်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထိန်သင်္ကန်းကိုခွင့်ပြုခဲ့တယ်။ဒီကြောင့်ကိုတဝါတွင်လုံးစောင့်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ဘုရားကြွလာတဲ့ရဟန်းတွေခိတကနာကြွလာတဲ့အာရုယဟန်းတွေဒီကြောင့်မှတန်လီက သင်္ကန်းဖြစ်ပေါ်လာလို့ရှိရင် မိမိဆန္ဒလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရမယ်။ဒီကြောင့်ဝါဆိုပြီးကထင်ခင်းထားတဲ့ပုဂ္ဂိုလ်သားသက်ဆိုင်တဲ့ဇာတ်နဲ့ပုဂ္ဂိုလ်တွေသက်မသက်ဆိုင်။အဲ့ဒီအခွင့်အရေးတစ်ခုအထူးထူးခြားခြားပေးတာပဲဖြစ်တယ်ပေါ့။ကထင်အထူးကိုလှူချတဲ့တရားကတရားမှများအနေနဲ့ကတော့ကာလတဏ္ဍဆိုတဲ့ထူးခြားတဲ့တန်ခိကအလှူကိုလှူရတာဖြစ်တယ်။ တန်ခိကအလူဆိုတော့ပုဂ္ဂရိကအလူတွေညတ်တယ်အဲ့တော့အန္တအလူဆိုတော့တချို့ကိစ္စတွေမှာအန္တသတေးမာကြီးပဲမရှိရဘူးလူလို့ရှိရင်အဲ့ကိုတော့ပိုင်ဆိုင်ခွင့်မရှိတော့ဘူးတန်ခါတွေနဲ့ပဲလို့ပုဂ္ဂိုလ်ကိုယဉ်ညွန့်ပြီးတန်ခါတတေးမာလို့မဆိုအောင်တချို့ကခွန်ကြီးဆိုရင်တန်ခါဆိုပြီးတန်ခါတတေးမာနဲ့ဆိုလှချတယ်အမှန်ကတန်ခါတတေးမာဆိုရင် အနည်းဆုံးယဟန်တန်ခါ၄ပါးရှိမှဝိနည်းကံဆောင်ရွက်လို့ရတဲ့တန်ခါဖြစ်တယ်။ဒီတန်ခါသတ္တိမှဆိုတန်ခါဟုသမ ्या အလုံးပိုင်ဆိုင်သွားတဲ့ပစ္စည်းဖြစ်တယ်။အဲ့ဒါကြောင့်မို့ယဟန်တော်ဘာပါဖြူတယ်ဆိုလို့ရှိရင်တော့တန်ခါသတ္တိမှလို့မဆိုရဘူး။မဆိုတတ်လို့ရှိရင်အရှင်ဘုရားအလှပါဤသို့မို့အာသမတော်တေမှအရှင်ဘုရားလှပါဤလို့ပဲဒီလိုပဲပြောမှာဖြစ်တယ်။ ဲ့တော့ဝတ်ကျွတ်တဲ့ကာလမှာကထိန်သင်္ကန်းမှာဖျားဆိုပြီးခဏခဏလာလာဆက်ကကြတယ်เนาะအဲ့ဒါအဲ့ဒါတော့ကတ်လို့မရဘူးဝါဆိုဥကာလမှာတော့ဝါဆိုသင်္ကန်းဆိုတာဆက်ကလို့ရတယ်ရဟန်းတစ်ပါးနဲ့လည်းကတ်လို့ရတယ်ဒီကြောင်းထဲမှာလည်းအချိန်ချင်းကတ်လို့ရတယ်ဝါဆိုသင်္ကန်းကထိန်သင်္ကန်းဆိုတာတစ်ခါပဲကတ်ရမှာဖြစ်တယ်တစ်ခါကတ်ပြီးတော့ဝိနည်းကနဲ့တန်ခိကသင်္ကန်းစစ်စစ်မှကထိန်ခင်းရတယ် အခုဒီနေ့ခုဆက်ကလိုက်တဲ့နှစ်ဖက်သင်္ကန်းကြီးဟာတန်တန်ကြီးကသင်္ကန်းကျန်တဲ့အချမ်းရံသင်္ကန်းတွေကကြွလာတဲ့တန်ကအတိယဟန်အတိတိကိုလှူမဲ့သင်္ကန်းတွေဖြစ်တယ်ကထင်းရဲ့အရန်အနေနဲ့လှူတာပဲဖြစ်တယ်အဲ့တော့ကတိနာကံဆောင်ဖို့ကျတော့သင်္ကန်းကတထဲပဲလိုတယ်။နှစ်ထပ်သင်္ကန်းပဲဖြစ်စေ။ဧကတိပဲဖြစ်စေ၊သင်္မိုက်ပဲဖြစ်စေ။အဲ့ဒီသင်္ကန်းက ဒီလှူထားတဲ့ကထိန်သင်္ကန်းကိုတန်ခါးကနေပေးလိုက်တဲ့အခါမှာဒီကထိန်သင်္ကန်းရဲ့အရန်အဖြစ်ရည်မှန်းပြီးတော့လှူထားတဲ့ပစ္စည်းတွေကြတော့ကထိန်သင်္ကန်းဆက်ခံွယ်ကထိန်သင်္ကန်းအနှင်းခံရတဲ့ရဟန်းနဲ့သက်ဆောင်သွားတယ်ပေါ့လို့ဆိုရင်အဲ့ဒါကိုပဲညမကြီးလို့ခေါ်နေကြတာနော်ညဆိုတာကထိန်ခံတဲ့ပုဂ္ဂိုလ်ရွေးချယ်တယ်အဲ့ဒီကထိန်ခံတဲ့ပုဂ္ဂိုလ်အတွက် ညက်တင်တာဒီနေ့ခင်မှာတော့ကျောင်းတိုက်ကိုရည်စွပြီးတော့လှူကြတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကာလဒါနကထိန်ခေကာလမှာဒုဒရီထူချတဲ့ကထိန်သင်္ကန်းကိုကလူကွင်ရတာခြေနဲ့ဆရာကောင်းနေပါကြောင့်ခြေနဲ့ဆရာကောင်းလို့စင်ရသော်ဘုရားသခင်ကိုရမြတ်ကိုယ်တိုင်ကရှင်ညွှန်းခဲ့တယ် ရှင်ညွန်ခဲ့တယ်။ပြီးတော့ကောရမီကသူကိုယ်တိုင်သင်္ကန်းရှက်လို့စီပြီးသူကိုယ်တိုင်စီမံထားတဲ့သင်္ကန်းကိုမြတ်စွာဘုရားကိုသူ့တဲ့အခါမှာမြတ်စွာဘုရားကတန်ကြီးတွန်ကောရမီတေရှိတန်ခါကိုလှူလိုက်ပါလို့တိုက်တွန်းတယ်။ဖះအတွက်ရည်ညွှန်းလာတာကိုမြတ်စွာဘုရားကတန်ခါကိုလှူလိုက်ပါလို့ညွှန်းပေးလိုက်တာ